ဇလန်းရဲ့အစမှာတော့ចောင်းသားလေးတယောက်ဟာစာကြည့်နေတဲ့ရိုးရဲစီဘောရန်တရားကိုကောက်ယူပြီးတော့ကိုမျက်လုံးကိုထိုးဆဲပလိုက်ပါတယ်။အဲဘလို့ဒီចောင်းမှာကျွန်တော်အပြင်ဂျာစတန်ဥစားရည်လည်းရှိသေးတယ်ဟုတ်လား။ဒီပဲလေးရဲ့နာမည်ကဟာစာမာရာလို့ခေါ်ပြီးတော့သူနဲ့စကားများခဲ့တဲ့ចောင်းသားလေးဟာမနေ့ညတော့ကိုမျက်လုံးကိုဘောဝင်နဲ့ထိုးဆဲပလိုက်တယ်လို့ခေါ်ပါရှိရပြောရနေပါတယ်။ခင်ဗျားပြောချင်တာကသူကစတန်ဝင်သုံးပြီးတော့သူ့တငယ်ချင်းမျက်လုံးကိုထိုးလိုက်တယ်ဆိုတော့ခင်ဗျားဟာဟောဟောလာခေါ်ပါရှိရ။ဂျိုးစကီငေါ့မဝေပန်တဲ့ကငါအခုဆိုရင်အလုံးနဲ့ကင်နဲ့အတီကြဖြစ်နေခင်ဗျားငွေတိုးချီးစားနေမှာမဟုတ်ဘူးလား။အဲ့ဒါလည်းလုံပဲလေးပါ။ဒါပဲဖြစ်ဖြစ်လေဒီကိစ္စကိုဒီတိုင်းတော့လွတ်ထားလို့မရတော့ဘူး။အဲ့လိုနဲ့ ဲ့ဂျိုစကင်းနဲ့ခိုရီစီကအကြောင်းနဲ့ဝင်လာပြီးတော့ကိုဘာစီကလည်းနှုတ်ဆက်ပြီးတော့ပြန်လာပါတယ်ဂျိုစကင်းတို့ကဟာဇာမာဒါကိုလိုက်ရှာနေကြပြီးတော့တကယ်ချင်းကိုဒုက္ခရောက်လို့ပြီးနောက်နေ့မနက်အေးစေးစေးကြောင်းလာနေတယ်ဆိုရင်အန်နီရှိရဲ့ကောင်မဲလို့ပြောနေတဲ့အချိန်မှာဟာဇာမာဒါကဂျိုစကင်းတို့ပြောနေရတယ်ကိုခန်းပြရနေနားထောင်နေပါတယ်ဒီကောင်လောက်ကစစ်ကြည့်ရမယ်လူရဲချီနည်းနည်းကြည့်ပြီးတော့ခိုရီစီဖြစ်စည်းတွေရှိနေဆိုဒီကောင်ကြောင်းမှာရှိသေးတယ်တင်းနစ်ရိုက်တန်တွေရောမန်ဂါဆောက်တွေရောရှုပ်ချက်တွေကိုခတ်နေတယ်အဲအချိန်မှာဂျိုစကင်းကလောကရီကနေတင်သားတို့ကိုတော့ကိုက်မိလိုက်တာမလို့တင်သားလက်ကနေလူလက်ဖြစ်လာပြီးတော့လောကပြင်ထွက်လာတဲ့အချိန်မှာတင်သားဟုတ်ကနေဂျိုစကင်းကြီးဖြစ်သွားတာကိုတွေ့ရရပါတယ်ဒီစတန်ကထိလို့ရတဲ့စတန်ပဲ မယ်ရမင်းကငါပုံသူကိုကူးရဲပေါ့မင်းဖားမဲဆိုရဲစကားကြည့်ဘူးလားအတန်မှာတူတယ်ဟာအဲစကားတွေက copy ကိုလို့ရတဲ့စက်ရုပ်ကတော်တော်မိုက်ဟေးခွေးရှိဖားမဲဆိုတာပါကြီးလေအဲမင်းဒါလေးတော့မသိဘူးလားအဲ့ချိန်မှာ Joe Scale လက်ကလေးပေါ်မြောက်လာပြီးတော့ဟာစာဘာနဲ့ stand copy stand ဖြစ်တာမလို့အတူလို့တည်းမရအောင်အစစ်ကလိုက်လို့ရမှာပါ Joe Scale ကလောကလောကကိုတရောင်စင်းနဲ့ထိုးလိုက်တဲ့အချိန်မှာ Joe Scale စစ်ကခိုးရှိကိုတတ်ခိုင်းမိတာမလို့ခိုးရှိရဲ့တကားစီကိုလွှင့်လာပြီးတော့ဒဏ်ရာပြင်းထန်ရအောင်ပါတယ်အဲ့ဒါငါလို့တာမဟုတ်ဘူးတော့ Joe Scale မင်းကိုယ်ဟန်လှုပ်လိုက်တာ Joe Scale ကစိတ်လို့ပြီးတော့ Crazy Diamond နဲ့ထိုးလိုက်ပြီးမဲ့ကလောကရင်ထင်းထိုးနိုင်တဲ့ကောင်ဝေးတင်းမှာရောင်းနေပြီးတော့ကလောက ဘဲမှမသွားရမလို့ဂျိုးစကေးကလည်းရှေ့တိုးလို့မရပါဘူးဒါကြောင့်မလို့ခရီစီတန်းဘောကမမီမကန်းဖြစ်နေပါဂျိုးစကေးကဘောနဲ့ပြစ်လိုက်ပြီမဲ့ကလုံးကဖမ်းလိုက်ပြီးတော့ကိုကိုချိန်လိုက်ပါလေဒီစတန်နဲ့မဲ့တော့စာဖေးလို့ခေါ်ပါလေဟာဆာမာသာခွေးပါသာကလုံးကဂျိုးစကေးကိုဘောနဲ့လမ်းပေးလိုက်ပြီးတော့ကိုမျက်လုံးကိုချိန်ပြီးတော့ဘောနဲ့ထိုးခိုင်းနေပါလေဟာဆာမာသာဂျိုရာတို့ရှင်းရှင်းပြီမဲ့စတာဖလက်တီနဲ့အချိန်ကိုရဲနေတယ်မလို့မတိုက်ခိုက်နိုင်ပဲဖြစ်နေရအခုတော့ဂျိုးစကေးရဲ့ဂျေဇူးနဲ့တိုက်ခိုက်နိုင်တော့မယ်လို့ပြောပြီးတော့မျက်လုံးကိုထိုးလိုက်အချိန်မှာဂျိုးစကေးလည်းတတိလေသွားပါလေရွယ်လိုက်တဲ့ဟာကန်ကောင်းပြီးတော့အာယုံကြောမထင်တော့မင်းမျက်လုံးကမြင်နိုင်အောင်ပါဂျိုးစကေးဒီကောင်တော်တော်နဲ့တော့ထားနိုင်အောင်မှာမဟုတ်ဘူး လာလာဂျိုးသားရှိကိုသွားရအောင်ငါ့ရဲ့တဲ့ကကလုံးကကောင်းပါမျက်လုံးဘောဝါနဲ့ထိုးလိုက်တဲ့အတန်ကြီးကရှိနေပြီးတော့တကယ်တော့ခိုးကြီးရဲ့အကူကအတန်ဝင်ထုတ်ပြီးတော့လဲစားလိုက်တာပါအာကံကောင်းလို့ရှော့တော့မလို့ ဟာနေပေါင်းခိုးရှိခိုးရှိမင်းရတတိရှိတာပဲကွာထန်ရရမယ်အက်ခိုးထိုးလိုက်နိုင်မနောက်ပါနဲ့ဂျိုစကီယာကျွန်တော်ထိုးခံရတာ crazy diamond နဲ့တာမဟီးလိုက်ဘူးဆိုလို့ရှိရင်ခုချိန်မှာတည်နေလောက်ပြီဒါနဲ့တကားနဲ့ဝင်ဆောင်ပြီးရဲ့ဒဏ်ရီရောဟီးပေးလို့ရမလားရတာပေါ့ခိုးရှိကအဲဒီမှာစော်လေးတွေကလမ်းလျှောက်လာပြီးတော့ဂျိုစကီနဲ့ခိုးရှိနှစ်ယောက်ရှိရတဲ့နေရာမှာခိုးရှိကိုစိတ်ဝင်စားနေပါတယ်ဂျိုစကီယာဂျိုဒါကိုတဲနေတဲ့ဟိုတယ်ကိုဖုန်းဆက်ပြီးတော့ဂျိုဒါကခန်းကိုလွှဲခိုင်းပေမဲ့ဖုန်းကမအားရမလို့ကလောကဂျိုဒါကိုဖုန်းဆက်ပြီးတော့အပြင်ကိုခေါ်ထုတ်နေပြီဆိုတာသိလိုက်ရပါတယ်ဘာကြီးမင်းတို့เจ้าမှာစတန်ဝင်စားတယောက်ရှိနေရဟုတ်လား တေးကြလားဂျိုးစကီတေးကြတာဘောဂျိုးထားကိုဆိုင်ရဲ့ကျွန်တော်15မိနစ်နေမော်ရီယိုဘူတာရှိမှာစုံရအောင်15မိနစ်နေမော်ရီယိုဘူတာရှိဟုတ်ပြီအဲ့လိုနဲ့ဂျိုးထားကအပြင်ကိုထွက်သွားပြီးတော့ဖုန်းမကင်တာမလို့ဂျိုးထားကအပြင်ကိုများကုန်ခံရပြီဆိုတော့ဂျိုးစကီတို့ကတီးလိုက်ရအောင်မလို့ကလုံးတော့ကိုပဲလိုက်ကြဖို့ဆုံးမဲလိုက်ပါတယ်ကလုံးကတော်တော်တူတာနော်ဟုတ်တယ်ခွေးရှိချွတ်စုတ်ကိုတူတာမျက်နှာတွေမဟုတ်ဘူးလက်ဝဲရည်အထိပါတူတာဟာဂျိုးစကီပါလားဆရာခိုးကြီးရောဟမ်ဘာလို့မင်းကဟာစားမနာနဲ့တူတူရှိနေရလဲဘာဖြစ်လို့တူတူရှိနေရလဲဆိုတာမင်းမသိဘူးလားတေးကြလားခိုးပဲရရှိအဲ့လိုနဲ့ကလုံးကခိုးပါရှိကိုအုတ်ခဲနဲ့ထုလိုက်ပြီးတော့ဂျိုးထားကိုရွတ်တော့ဘူးမသိဘူးဘာမသိနဲ့ဘူးထားရုံသွားနေပါဘူးဂျိုးထ တော်စီကိုဂျိုစကီတို့မရောက်ခင်မှာကလောရရင်ရောက်သွားရင်ဂျိုတော်ဒေးလေပါမလို့ခိုးရှိတို့ကပြေးနေရတဲ့အချိန်မှာခိုးပါရှိကမြတ်တော်ရဲမှာမေးလဲနေပါတယ်။လမ်းတစ်လျှောက်မှာဆော်လေးတွေကဂျိုစကီကိုပဲနှုတ်ဆက်နေကြမလို့ဟာသာမတာဂျိုစကီကိုမနာလို့ဖြစ်လာပြီးတော့ဒီကြောင်းဆော်တွေကရုပ်ဆိုးရလို့ပြောနေပါတယ်။အဲဒီမှာဆော်လေးတွေပွေကဂျိုစကီကိုစာလာပေးရမလို့ဟာသာမတာစိတ်တူသွားပြီးတော့ဘာလို့ယူရလဲဆိုပြီးစာကြီးကိုဆုပ်ဖြဲပလိုက်ပါတယ်။ဟာသာမတာကလုံးကိုထိုးလိုက်ရတဲ့အချိန်မှာသူ့ရဲ့စတန်ကတကယ်တည်သားရုပ်ကြီးဖြစ်တာမလို့သူ့ရဲ့လက်ပဲနာသွားပါတယ်။ဟာသာမတာကြိုက်နေတဲ့ကောင်မလေးကိုစတန်နဲ့ခေါ်ပြီးကူးပြီးတော့ဇလန်းခင်းဖို့ကြိုးစားပြီးမယ်။ကောင်မလေးရဲ့ပါစင်ဂျာလေးကပါလာမလို့စတန်ကတော့သူ့ကိုညင်းခဲ့တာပါ။ ဲ့လိုနဲ့ဟာသာဘာသာမကြည်မနဲ့နဲ့ဆက်လျှောက်လာပြီးတော့သူမဲ့ဆိုင်ငယ်မှာသူ့ရဲ့သွားတုတ်လိုက်တာမလို့ဆိုင်ငယ်ပါရှင်တွေကစိတ်လိုသွားပါတယ်စိတ်လိုသွားတဲ့ဆိုင်ငယ်ပါရှင်ကဟာသာဘာသာကိုသေတော့မဲ့ပရိတ်ကောင်တဲ့တူပဲလို့ပြောလိုက်လို့ဟာသာဘာသာကကလုံးနဲ့ဘဲတစ်ပွေထူလိုက်ပြီးနောက်တစ်ပွေချုပ်ခိုင်းထားပြီးတော့အာကောင်ဓာတ်နဲ့ထိုးဖို့လုံးနေတော့ပလင်းဝဲတစ်ခုကပြန်လာမလို့ကလုံးနဲ့ဖမ်းလိုက်ပြီးတော့လမ်းတစ်ဖက်ကိုကြီးလိုက်ချိန်မှာဂျိုးစကင်နဲ့ခိုးချီကိုတွေးလိုက်ရပါတယ်ဟာသာဘာသာဂျိုးစကင်ကိုကလုံးနဲ့ထိန်းချုပ်ခိုင်းလိုက်တဲ့အချိန်မှာပလင်းဝဲတွေကပြန်ကောင်းလာမလို့ကလုံးရဲ့လက်ကပြတ်သွားပြီးတော့တစ်သားကြီးဖြစ်သွားပါတယ်တကယ်တော့ဂျိုးစကင်ကဒီလိုလုပ်ဖို့အတွက်ပလင်းခွဲကိုလမ်းပြစ်လိုက်တာရှေ့ကကျွန်တော်တို့ဘယ်လိုလုပ်ရမလဲမင်းလည်းပြတ်ကိုအဲ့တောင်နဲ့ထည့်ရလိုက်ဂျူရာရက်ဘူရာရှိမ ရောက်နေတော့ပြီအမြန်သွားရအောင်။အော်တို့ကဘူဒါယုံရှင်းမှာတွေးဖို့ချိန်တာဟုတ်။ဒါပေမဲ့ဂျိုးစကီဘယ်လိုလုပ်ရမလဲပြ။ तू သွားရလဲအမြန်လဲကျွန်တော်မမိတော့ဘူး။မိပါတယ်ကွာခိုးချီ။ဒါကြောင့်ငါမင်းကိုခေါ်လာပါဗျာ။နောက်တော့ကြာနေပြီဂျိုးစကီကဘယ်မှာလဲ။အာဇာမာရနဲ့ကလုံးကလည်းဆက်သွားနေပြီးတော့ဂျိုးစကီပေါ်လာရင်ကလုံးနဲ့ထိန်းချုပ်လိုက်မယ်လို့တွေးနေပါတယ်။အဲဒီမှာပဲရထားလာတော့မှမလို့လမ်းမိတ်တော့မယ့်အကြောင်းအချက်ပေးတဲ့နေရာမြည်လာမလို့ဟာဇာမာရနဲ့တရားပေါ်နေသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ရထားက2မိနစ်လောက်ဖြတ်မှဆိုတော့ဂျိုးစကီတို့ကနောက်ကြပြီလို့တွေးပြီးအောက်ကိုကြည့်တဲ့အချိန်မှာဂျိုးစကီနဲ့ခိုးချီကလမ်းမပေါ်နေအေးစိဖြတ်သွားနေရပါတယ်။ကဲတော့အချက်ပေးတဲ့အတူဖြစ်ပြီးတော့အကူရဲ့လက်ချက်ပဲဖြစ်ပါတယ်။မင်းကို ခေါ်လာအဲ့ဒါကြောင့်လေခွေးရှင်အဲ့လိုနဲ့ဂျိုးစကေးကိုလည်းဂျိုးဒါရှီကိုရောက်လာပြီးတော့အဖြစ်မဲ့အောင်ပြောလိုက်ပြီးဟာသာမနဲ့စတန်ကြောင်းပြောလိုက်ပါတယ်ရပွေရာတွေထီအောင်ပုံတူကူးနိုင်တဲ့စတန်ဟုတ်လားဟုတ်တယ်ပါဂျိုးထောက်စံသူကကျွန်တော်တို့အိမ်ရောက်လာခဲ့ပြဿနာတက်ပါဂျိုးစကေးကပြောနေနေတဲ့ဂျိုးဒါရောအေဒီယာနေဘောဝင်ရှောင်းယူလိုက်ပြီးတော့ဘာလို့ယူမိလိုက်လဲဆိုတာမစင်စားတဲ့အောင်ဖြစ်နေပါတယ်အဲ့ချိန်မှာလက်ကလုံးမရတော့ဘူးလို့ဂျိုးစကေးလည်းမတင်ကာပြီးတော့တစ်ဖက်ကိုကြီးလိုက်တဲ့အချိန်မှာမှန်တစ်ဖက်ကျအင်ဂျီစာထဲမှာကလုံးကရောက်နေရပါကလုံးကဂျိုးဒါရောတက်ဖို့ကြံစီနေတာဖြစ်ပါတယ်ဟာသာမနကတကယ်တော့ဂျိုးဒါရောမသိအောင်တပည့်ပြင်းပြီးတော့မျိုးကနေထွက်သွားအောင်လည်းပဲလုပ်ချင်တာဖြစ်ပြီးဂျိုးစကေးကစီးကြော်လာ ောင်မလို့အခုတော့သူကိုယ်တိုင်ဂျိုရာတို့တတ်ရတော့မယ်လို့ပြောနေပါတယ်ဂျိုစကီကအော်ပြီးတော့သတိပေးချင်ပေမဲ့ကလောကမစက်ပိတ်တရအောင်မလို့အတန်ထွက်လို့မရပါဘူးအဲ့လိုနဲ့ဂျိုစကီကဂျိုရာတို့တက်ပြီးတော့မယ်ချိန်မှာဆိုင်ကယ်ပါရှင်ဘဲနေပွေရောက်လာပြီးတော့ဟာဆာမားတော့ပြင်းလိုက်တာမလို့ဂျိုစကီကဟန်ချက်ပြတ်သွားပြီးတော့ဘောပဲခေါင်းဝန်းပေါ်လွင်သွားပါတယ်ဘိန်းနေပွေရဲ့ဒဏ်ရာတွေကိုဂျိုစကီကဟီးပေးခဲ့ပြီးတော့ဟာဆာမားကဒီမှာရှိနိုင်တယ်လို့ပြောခဲ့ရမလို့လိုက်လာခဲ့ရပါအဲ့လိုနဲ့ဟာဆာမားကတော့ဘိန်းနေပွေကျုံးတာခံရပါတော့မယ်ဒီကောင်စတန်ကကြောက်စရာပဲအဲ့ဒီသေးသားရုပ်ကိုတော့ဖြတ်စည်းပြေးမှဖြစ်မယ် ဲလိုနဲ့ခိုးပန်းရှိရလူမသိသူမသိဆေးရုံရောက်သွားပြီးတော့ငမွေတိုးလုံးခဲ့တဲ့ဟာဇာမဒါလူနာတင်ကားနဲ့ပါသွားပါတယ်ဒီနေ့မြောက်ကိုင်လာတဲ့ချီလီဘဘာချီနေလေးကိုကဲခန့်နေပြီးတော့ episode 7ကဒီပါပဲပြီးသွားပါတယ်ကျေးဇူးပါပဲတဲ့ကျေးဇူးပါ bro တွေနောက်ထပ်လာမယ့်ပိုင်းမှာတော့ဆောင်းရောင်းကိုချေခံနေရတဲ့ခိုးရှူကိုတွေ့ရမှာဖြစ်ပါတယ်